ပရိသတ်ကြီးရေမင်္ဂလာပါဗျဗရလောကဇဏန်းကောင်းများကိုရွေးချယ်လို့တင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကချုပ်ဆွလိုက်ပါတယ်ကျွန်တော်ဒီနေ့ညတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇဏန်းလေးကတော့ဆရာအောင်တဝင်းရေးသားထားတဲ့လူကြောင့်မွေးတဲ့လင်မယားဆိုတဲ့ဗရလောကဇဏန်းလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ညစဉ်ညတိုင်းဗရလောကဇဏန်းကောင်းလေးတွေကိုတင်ဆက်ပေးနေတယ်ကိုဆွဲပါပရိသတ်ကြီးကအစဉ်အသင့်ဖြစ်ပြီဆိုရင်တော့ကျွန်တော်နဲ့တူတူဇဏန်းလေးကိုလိုက်ပါနားဆင်လိုက်ကြရအောင်ခင်ဗျာ အာနားလိုက်တော့ကိုဘခင်ရဲ့ညထားစင်မှုရဲ့ညထားမွေးကနေပြီဟဲ့အခန်းထဲမှာလက်သက်တော်ဆောင်နေဇနီးဖြစ်သူမဆိုင်ဘူးတို့ရဲ့အော်တန်ကြောင့်ကိုဘခင်တယောက်အပြင်မှာပြာရခန့်နေမိပါတယ်တက်တလောက်မတလောက်ဖျားစာမြတ်ရုပ်ကဇနီးတဲ့အစင်ပြီးပြီးမွေးဖွားနိုင်မှုအကြီးလဲဆူတောင်းနေရပါသေးတယ်မွေးပြီဟေးမွေးပြီဟဲ့ဟင်လက်သက်တော်ဆောင်တယောက်မဆိုင်ဘူးမွေးတဲ့ကလေးကိုကြည့်ကအန်အောနေမိပါတယ်တော်ဆောင်ကြုံမင်းမမွေးပြီလားဗျဘာလို့မွေးလဲ အော်အေးမွေးပြီဟဲ့ငါအတီရောက်မှပြောပြမယ်ဘာခင်ရေဟုတ်ကဲ့ပြဟုတ်ကဲ့ဒါနဲ့မဆိုင်ဘူးရောနေကောင်းရဲ့လားမင်းမိမပင်မလို့ခနာမင်းနေတယ်ကွအပြမနေနေအောင်ငါလှုပ်စရာလှုပ်ပြီးွားလို့ရှင်တော့ထွက်ခဲ့မယ်ဟဲ့ဟုတ်ဟုတ်ကဲ့ပါဗျာလက်တဲ့တော့စိန်ဘူးလေအခန်းထဲ၌ရှင်းလင်းစရာများရှင်းလင်းပြီးမှတော့အပြင်သို့ထွက်လာပါတယ်ဟာတော့ဆုံးထွက်လာပြီလားဗျကြာလိုက်တာဗျာကျိုးကတော့စောင့်ရတာမိုးနေရောပေါ့ဘာခင်ငါမင်းကိုပြောစရာရှိရဲ့ကွဟုတ်ပြောလေတော့ဆုံးရဲ့ပြောပါ အေးဒီလိုကွမင်းမိမအမွေးရဲ့ကလေးကတာမန်ကလေးမဟုတ်ဘူးကွလူကြောက်ကလေးပဲကွဗျာဟုတ်တယ်မင်းတို့သားဦးလေးကတာမန်ကလေးမျိုးမဟုတ်ဘဲနဲ့လူကြောက်ကလေးမွေးရတဲ့ငါလဲစိတ်မကောင်းပါဘူးကွဒါပေမဲ့လူကြောက်လေးမွေးလို့မင်းတို့လင်မယားစိတ်မညစ်သွားကြနဲ့ကွကံအကျိုးပေးမလားရုံနဲ့နံခွဲနေရပါမယ်လေသူလဲတခြားကလေးတွေလိုအသက်ရှင်နေတဲ့ရှိတယ်ဘခင်ပြီးတော့လူကြောက်ဆိုတာမျိုးကသူတို့မွေးဖွားပေးတဲ့မိခင်အပေါ်ကို အင်မတန်မကိုတည်တက်လေးမာတဲ့ကလေးမျိုးကိုအချိန်နဲ့အရွယ်ရောက်တဲ့အခါသူမိဘကိုပစ္စည်းဥစ္စာတွေရှာခွေပေးပြီးတော့ပေးတတ်သေးတယ်ဘာခင်ရဲ့လူကြောက်ဆိုပေမဲ့အထင်မသေးနဲ့သူများမသိတဲ့ဟာတွေသူကသိတယ်အဲ့ဒါကြောင့်မင်းတို့တွေကြီးပွားချမ်းသာလာလိမ့်မယ်လို့ငါယုံကြည်တယ်ဘာခင်ရဲ့ ဒါကြောင့်မင်းတို့နေရအောင်ဒီကလေးကိုလူသားတယောက်လိုပဲလှုပ်ပေးသလိုသူတို့ကိုအစအစရရယူဒီဇိုင်းတွေလှုပ်ပေးရလိမ့်မယ်။အနိုးတိုက်ချိန်တိုင်းရင်တိုက်အစာကျွေးချိန်တိုင်းရင်ကျွေးရသလိုအဝတ်စားကိုလည်းအရွယ်နဲ့လိုက်အောင်ဆင်ပေးရလိမ့်မယ်ဘာခင်ရဲ့။တခုတော့ရှိတယ်ဘာခင်ရဲ့။ဘာမြလဲတော်ဆုံးရဲ့။ ဒီလူကြောင့်ကလေးကိုသူများလက်ထဲမရောက်အောင်လို့မထီးကိုက်အောင်စောင့်ရှောက်ပေးရလိမ့်မယ်။ကြီးတွေကြောင့်လေချက်တွေဗရစိတ်တွေမကိုက်အောင်လို့လေတခြားကလေးတွေကိုလည်းမကင်မိစေနဲ့ကွ။လူကြောင့်လေးကလှုပ်ရှားနိုင်စမ်းမရှိပေမဲ့တော့ဒီခန္ဓာကိုပြက်ရင်သူလည်းပြက်လိမ့်မယ်ဘာခင်ရဲ့။တေချာခယူဆိုင်ကြပါကွယ်။ဟုတ်ကဲ့ပါဗျာကျွန်တော်တေချာခယူဆိုင်ပါမယ်ဗျာ။အေးငါသွားပြီဘာခင်ရဲ့မိမိမကိုလည်းအကျိုးတင်အကြောင်းတင်တော့ပြောပြလိုက်ပါကွယ်။ငါတခြားလူစီရလေးတွေရှိတော့ပြန်လိုက်ဦးမယ်ဘာခင်ရဲ့။ဟုတ်ကဲ့ပါဗျာ။ လက်တဲ့တော်ဆုံးလဲကိုပါခင်ကိုနှုတ်ဆက်ပြီးတော့ပြန်သွားလိမ့်တယ်။မကြမီမဆိုင်ဘူးလူကြောင်လေးမွေးတယ်ဆိုတဲ့တဲ့ရင်ကတရွာလုံးဟိုးလေးကြော်ကြော်ဖြစ်သွားပြီးတော့လူကြောင်လေးကလာပြီးတော့ကြီးကြပါလိတော့တယ်။တယောက်စားနှစ်ယောက်စားကနေရွာလုံးကျနေပါလာရောက်ကြီးရှူကြလိမ့်တယ်။ကိုပါကလည်းလူကြောင်ကလေးကိုတစ်ခေါက်ပါပြင်းတေးကြထက်ကအများမြင်နိုင်အောင်လို့ဇပွဲပေါ်၌ပြသထားလိမ့်တယ်။လက်တရက်နဲ့ကလေးသူကြီးများမကင်မိစီရန်အတွက်အတန်နဲ့အပေါက်မတက်ပြောဆိုနေရပါတယ်။ လူကြောက်လာကြည့်တဲ့အထဲမှာအချို့သူများကတော့လူကြောက်ကလေးအတွက်ဆိုပြီးတော့လူရသုံးဖို့ဆိုကငွေကြေးများလဲပေးသွားကြသည်သူတို့ပြီးတဲ့ငွေလေးဖြင့်လက်ဖက်ဆက်လက်တို့ဝယ်ကလာသမျှဧည့်သည်တို့ကိုတီခံဧည့်ခံရလေတယ်တနေကုန်နီးပါးလူမပြတ်ဘဲနဲ့လာရောက်ကြည့်ရှုကြသည်မှာကိုဘခင်ရဲ့အိမ်မှာတော့ပွဲတော်ကြီးတပွဲစီကားလို့နေပါလေယောနီကျောင်းဆက်ကလူများကလည်းသတင်းကြား၍လဲများဖြင့်လာရောက်ကြည့်ရှုကြလေတယ်လူကြောက်အားတန်တော်ခြင်းကပတ်စံများလဲပေးသွားကြသည် နေရသုံးရက်ခန့်ကြောင်းလူပြက်မသွားပင်အရှိုးရှိုးလာရောက်ကြည့်ရှုကြရအောင်ကိုဘခင်နဲ့မဆိုင်ဘူးတို့ဟာလည်းလာသမျှဧည့်သည်များကိုဧည့်ခင်အောင်ပင်မနေကြတော့တယ်။ညရောက်ဒီနေ့လူအများစုကပေးသွားတဲ့ငွေအချို့ကိုရေတွက်ရင်ကလင်မယားနှစ်ယောက်ပြုံးရွှင်နေကြပါတယ်။မဆိုင်ဘူးဒေါ်ဆောင်ပြောသွားတဲ့ဇာကကတိတ်မှန်တာပဲကွာ။ဘာကိုလဲကိုဘခင်ငါတို့သားလေးကလူကြောက်လေးဆိုပေမဲ့မိဘတွေဖြစ်တဲ့ငါတို့ကိုအဥ္စာပစ္စည်းတွေရှာဖွေပေးနေတာဝင်လေကွာ။ အင်းဟုတ်တယ်နော်ဒါတော့ရက်သားလေးပဲရှိသေးတယ်ရှေ့သူများရွယ်သားရောက်လာရင်တော့ကျုပ်တို့လင်မယားကိုဘာတွေများရှာဖွေပေးမလဲမသိဘူးဒါပေမဲ့ရှင်သားလေးခင်ဗျာတနာစရာပါသူများတွေတို့လူသားစင်စင်မှမဟုတ်ရှာဘူးလေအော်မဆိုင်မှုရင်သူအကျိုးပေးကြောင်ဒီဘဝမှာအခုလိုဖြစ်နေရပြီမေနောင်ဘဝမှာငါတို့သားလေးကမိဘကိုလှုပ်ကြွေးတော့လူသားစင်စင်ပြန်ဖြစ်မှာပါကွာကျွန်မလည်းအဲ့လိုဖြစ်ပါသေးလို့ဆူတောင်းပါတယ်ရှင်ကဲအချိန်မရှိတော့ဘူးပါအဲ့ကြဆိုနေဦးရှင်ကျွန်မသားလေးကိုနှုတ်တိုက်ရအောင်မယ်လေ အင်းဒါဖြစ်ရင်လည်းခွက်သေးကိုညှစ်ထည့်ပြီးတော့သွားတိုက်ကြတာပေါ့မဆိုင်ဘူးလဲတိုက်နေကြဖြစ်တဲ့ဖန်ခွယ်လေးတဲ့သူနှုတ်ညှစ်ပြီးတော့ထဲလိုက်တယ်ပြီးတဲ့နောက်မှာတော့တကောက်ဖာလေးအနီနိုင်နှုတ်ကအာချထားပေးလိုက်ပါတယ်တကူရန်ကြောင်ရန်ကြောက်ရသဖြင့်တကောက်ဖာလေးဟာမိမိတို့အိမ်ရာဘေးတင်တာထား၍အိတ်ကြလိမ့်တယ်အနောက်တရရောက်တဲ့အခါမှာတော့ကိုဖခင်ရှင်းကိုမေးရအောင်မဲတော့ဘာလဲမဆိုင်ဘူးရဲ့မေးလေကျမတို့သားလေးကိုနမီပေးရအောင်မဲလေတော့ရှင်းမလို့ပေးမယ်လို့စဉ်းစားထားလေး ငါကတိတ်ပြီးတော့မပေးတတ်ဘူးကွာအမေအမေစဉ်းစားပြီးတော့ပေးကြည့်ပေါ့အေးကျမတို့မွေးထားတာကယောက်ျားလေးတဲ့ဖြစ်တားဦးလေးတဲ့ဖြစ်နေတာဆိုတော့သူ့နာမည်ကိုတားဦးလို့ပဲပေးလိုက်ကြတာပေါ့တားဦးတားဦးအေးမဆိုးပါဘူးကွာဒီနာမည်ကောင်းသားပဲဒါဆိုရင်ကျမတို့တားလေးကိုတားဦးလို့ပဲခေါ်လိုက်ကြတာပေါ့ရှင်ကဲနာမည်ပေးကမွတ်တက်ပြီးသွားရင်လေကျွန်တော်မျိုးလဲတဲ့သွားလိုက်အောင်မယ်ဗျာဟုတ်ပြီလားဟုတ်ပါပြီရှင် ဟုတ်ပါပြီအလုပ်ပြီးရင်သာစောစောပြန်လာခဲ့နော်အေးပါဟာ ကိုဘခင်လည်းသူများလည်းမတရင်ကလုံနေရသည်မို့ခက်သက်သက်ပင်အိမ်မှထွက်လာခဲ့တော်တယ်။ဘခင်ရောက်နေပြီလားကွာ။အခုလေးတွေပဲရောက်တဲ့ကိုသိရင်အေးကွာငါလည်းမအားရနဲ့မင်းစီတော့မရောက်ဖြစ်ဘူးဘခင်ဟာ။အခုတော့ဦးစိုးတို့လည်းမတရင်ကလာလို့နေမင်းနဲ့တွေ့ရတာကွာ။ဘယ်လိုလဲအစဉ်ပြေလားဘခင်ဟာ။ဒီလိုပါပဲဗျာတနေ့တော့မှတနေ့စားဘဝပဲပေါ့။ကိုသိန်းတို့ရောအစဉ်ပြေကြရလားဗျ။ရရကုံကုံဘဝပဲပေါ့ဘခင်ဟာငါမိမကသူမြောင်းမိမနေလို့မဟုတ်ဘူးကွာအတုံးဖြုတ်ကကြမ်းမာပြီနဲ့ချွေတာစားတော့ဖို့ပြောပေမဲ့ ိမ်ကမိမကပြောလို့မရဘူးကွာအဲတပြည့်ပြည့်နဲ့နားချကြည့်ဖို့ကိုသိရနောက်တော့သူလည်းနားလည်လာမှာပါအေးပါကွာဒါနဲ့မိမကတော့နေကောင်းရတာကွာကောင်းတယ်ကိုသိရအခုမှတော့တောင်သားကိုနမီပေးခိုင်းနေလို့ကိုသိရဟာဟုတ်လားဘလို့ပေးလိုက်တယ်ကွာအဲကျုပ်ကတော့မပေးတတ်ပါဘူးဗျာသူ့ဟာသူပေးလိုက်တာပဲသားယောက်ျားလေးလည်းဖြစ်ကျုပ်တို့လင်မယားအတွက်လည်းသားဦးလည်းဖြစ်နေတော့မွေးတဲ့ကလေးကိုသားဦးလို့ပဲပေးလိုက်တယ်လေ မစိုးပါဘူးကမိမိမကနမိရွေးတက်တာပဲကငါကြောက်မှုတာကတော့လူကြောက်လေးတွေကသူတို့မိဘတွေကိုချမ်းချမ်းသာသာနေနိုင်အောင်လို့ရွှေရင်ငွေတွေပေးတတ်တယ်တဲ့ကဟုတ်လားဗျကျုပ်တို့ကတော့ရွှေရင်ငွေတွေရဲ့လို့မပေးသေးဘူးဗျတားကိုလာကြည့်ကြတဲ့သူတွေကတော့တားလေးအတွက်ဆိုပြီးတော့ငွေစားအနည်းပါတော့ပေးသွားကြတယ်ကိုသိရဲ့အင်းဒါကလည်းသူမိဘတွေကိုတစ်ဖက်တစ်လက်ကကူညီပေးတဲ့သဘောဖြစ်မှာပေါ့ကွာမင်းတို့တားလေးကလည်းအခုမှရပိုင်းမဲ့ရှိသေးတယ်မဟုတ်လားနောက်သူကြီးတိုင်းတော့မင်းတို့ကိုရွှေရင်ငွေတွေချပေးမယ်လို့တော့ငါတော့ယုံကြည်တယ်ကွာ အဲအဲ့လိုဖြစ်ပါစေလို့တော့ဆုတောင်းပါတယ်ဗျာကိုဘကလည်းကိုသိန်းတဲ့စကားပြောရင်ကလုံစရာရှိသည်များကိုလောက်ကိုင်းလို့နေပါတယ်ကိုဘကနဲ့မဆိုင်ဘူးလို့မွေးထားတဲ့တာအုပ်လေးပင်ရှင်းနေအရွယ်သို့ရောက်လာခဲ့တယ်တ냐ပါတော့အမေအမေတို့တာကိုရှင်ပြုတ်ပေးပါတာကိုရင်ဝိရှင်နဲ့အမေတားရင်အမေတို့မှာစားဖို့တော့အနိုင်နိုင်ဖြစ်နေရတာတားကိုကိုရင်ဝတ်ပေးဖို့ဆိုတာကအမေတို့အတွက်မလွယ်ဘူးလေတားရင်အမေစိတ်မကောင်းပါဘူးကိုရင် ဲ့အတွက်တော့မပူပါနဲ့အမေဟာဒီမှာဒါတားရှင်ပြီးပေးဖို့နေရာမှာသုံးဖို့ဗျ။ဟင်ရွှေစဲကျိုးပါလားတားရဲ့ဒါကိုတားဘယ်ကနေရလာတယ်လဲတား။တားသူများပစ္စည်းတွေခိုးလာတာလား။ဟာမေကလည်းပြောရမယ်တားဘတုပစ္စည်းကိုမှမခိုးပါဘူးဗျ။ဒါတားအစွမ်းစားနဲ့ရှာထားတဲ့ပစ္စည်းဗျ။တားကတခြားလူတွေကမှမဟုတ်တာဒီတန်ဖိုးကြီးပစ္စည်းကိုဘယ်လိုအစွမ်းစားနဲ့ရှာနိုင်မှာလဲတားရဲ့။အော်အမေရဲ့သားတို့လူကြောက်တွေကအမေတို့လူသားတွေလိုအလုပ်လုပ်ပြီးရှာမပေးနိုင်ပေမယ့်ပိုင်ရှင်မဲ့ဥစ္စာပစ္စည်းတွေကိုတော့ကိုယ့်ရဲ့ကုသိုလ်ကံရှိသလောက် ကိုမိဘကိုရှာပြီးပေးလို့ရပါတယ်ဗျ။ဒါကြောင့်အမေကဒီရွှေဆွဲချုပ်ကိုစိတ်တက်တက်နဲ့ယူထားပြီးတော့ဒါပြောတာမမင်းနဲ့တော့အမေ။ဒါကိုကိုရင်ဝယ်ပေးပါမေ။ဒါသင်္ကန်းစီးကျင်နေအမေရဲ့။ဒေါ်စိန်ဖို့လည်းအိမ်မက်ကဖျက်ခနဲ့လန်နိုးသွားတော့တယ်။အိမ်မက်ကနုံနုံချင်းလက်ထန်တိုင်းအရာဝတ္ထုတို့ကစုပ်ကင်ထားမိလေတော့တယ်။ဒေါ်စိန်ဖို့လည်းမိအိမ်ကိုထုံပြီးကြည့်လိုက်ရ။ဟင်းရွှေဆွဲချိုးလေးပါလား။ဒါဒါငါသားလေးကလာပေးသွားတာပဲ။ကိုပါခင်ကိုပါခင်ထားပါဦးရှင့်။อืมဘာလဲကွာ။ဒီမှာကြည့်တော့မဟုတ်ဒါပါလဲသိလား။ ။ဟင်။ဒါရှုစက်ကြုံမလား။မင်းဘယ်ကရရလဲမင်းမ။ကျမတို့တာဝန်လေးပေးတာရှင်။ဒါဘလို့ဒီလိုလေးကိုပါခင်ရဲ့ခုနကကျမကိုတာလီကအိမ်မက်ပေးတယ်ရှင်။အိမ်မက်ထဲမှာတာလီကကိုရင်ဝစ်ချင်တယ်လို့ပြောတယ်။ဒါနဲ့ကျမကကိုရင်ဝစ်ပေးဖို့အမေတို့မှာအဆင်မပြေဘူးတာရဲ့လို့ပြောတော့တာဝူလေးကအမေတို့ဒီရွှေဆွဲကြိုးကိုယူပြီးတော့သူ့ကိုတင်ငန်းစီးပေးပါတဲ့။အဲ့ဒါလို့ပြောပြီးတော့ကျမလည်းလန့်လို့သွားတာပဲ။အင်းဒါဆိုရင်တော့သူပြောတဲ့အတိုင်းငါတို့တာအူလေးကိုတင်ငန်းစီးပေးကြတာပေါ့ကွာ။ ဒါနဲ့ကိုကခင်ရဲ့မေးပြရစီကိုတာအိုလေးကတခြားကလေးတွေလိုမှမဟုတ်တာတာကိုဘလို့သင်ငန်းစီးပေးရမှာလဲကျမတော့နားမလည်ဘူးရှင့်ဒါကတော့ဆရာတော်ကိုပဲမေးမြန်းကြည့်ရမှာပေါ့မိမရဲ့ရင်အင်းမေးမြန်းမိမပဲတာအတွက်လိုအပ်တာလုပ်ပေးကြတာပေါ့ရှင်မနမိုးလင်းဒီနေ့ဥပါခင်လဲရွာဦးကျောင်းဆရာတော်ထံသို့သွားပြီးတော့ရှောက်ထားလေတယ်ဆရာတော်အားသီလိုသမျှမေးမြန်းပေးဒီနေ့အိမ်သို့ပြန်လာခဲ့တော့လေကိုကခင်ဆရာတော်ကဘာမေးလိုက်တယ်ရှင့်ဒီကွာตาအတွက်ဝမ်းသာစရာပဲကွာ ဒါကိုတခြားကလေးတွေလိုသင်ငန်းစီးပြီးလို့ရတယ်တဲ့။ဒါပေမဲ့တပတ်လောက်ပဲဝေခွင့်ပြုမယ်လို့ဆရာတော်ကြီးကမိန့်နေဟာ။ငင်းတပတ်ဆိုလည်းမစိုးပါဘူးရှင်။တာအုပ်လည်းသူ့ဆန္ဒတွေပြည့်သွားတော့မှဆိုတော့ပြောနေရှာမှာပါပဲ။အေးကွာမနဲ့ပြန်ကြရင်တော့မင်းနဲ့ငါမြွတ်တက်ပြီးတော့ရွှေဆွဲကျိုးကိုရောင်းကြမယ်။ပြီးရင်တော့တာအတွက်သင်ငန်းဝယ်ပြီးတော့ဆရာတော်ထံမှာသင်ငန်းစီးပေးကြတာပေါ့မကောင်းဘူးလောက်ကွာ။ကောင်းတယ်ကောင်းတယ်။နောက်တနေ့ရောက်ဒီနေ့ဥပါခင်နဲ့ဒေါ်စိန်ဘူးလည်းမြုတ်တက်ပြီးတော့ရွှေဆွဲကြိုးအားထွေခွဲရောင်းချလိုက်ကြတယ် ကံကောင်းရင်တော့ရွှေဆွဲကြိုးရောင်းချလိုက်ရာတိမ့်ချီပြီးတော့ရလိုက်ကြတယ်။လိုအပ်တဲ့ပစ္စည်းများကဝယ်ယူပြီးရွာသို့ပြန်လာခဲ့ကြပါတယ်။အင်းတကကြီးနဲ့တကမကြီးတို့ရဲ့တာအုပ်လေးအခုလိုတင်ကန်းစည်းကွင်းရတော့ဖုံဖုံနဲ့တိတ်ဝမ်းသာမိပါတယ်ကွ။ဒီမှာဗျာတပိတော်တို့လည်းတားလေအတွက်ဝမ်းပြောက်ဝမ်းသာဖြစ်မိပါလေဗျာအင်းကွယ်ကံအကြောင်းမလားလို့ဒီဘဝမှာဒီနေ့ဖြစ်နေရပြီမလို့တုက္ကုတ္တကံကရှိနေသေးတော့သင်္ကန်းစည်းကွင်းရတာပဲလို့ဘုံဘုံမှတ်ယူရဲကွယ် တပည့်တော်မတို့တာလီလေနောင်တော်မော်ဝါဒီမှာဒီလိုအဖြစ်ဆိုးကိုမကြုံစေခြင်းမူဖရာလူသားစင်စစ်တယောက်နဲ့ပဲသူ့ကိုရှင်သန်စေခြင်းနဲ့ဖရာအင်းတကမာကြီးရဲ့ဆူတောင်းနေပြေဝပါစေလို့ဖုံဖုံဆူတောင်းပေးပါတယ်ကွယ်ဘုဘခင်နဲ့ဒေါ်စိန်ဘူးလေတာအိုလေးကသင်္ကန်းစီးပေးခွင့်ရတဲ့ပြင်ဝမ်းမြောက်ဝမ်းသာဖြစ်မိကြတော့တယ်ညရောက်တဲ့အခါမှာတော့တကာကြီးဟာတာလီဟာရောင်းလို့ကိုရင်မလားအခုလိုပြုလို့ပြရတဲ့အတွက်ဒကာကြီးနဲ့ဒကာမကြီးကိုကျေးဇူးတိတ်တင်ပြပါတယ် ရပါတယ်သားရေကိုရင်တပည့်တော်လဲကိုရင်ကိုအခုလိုမြင်တွေ့ရတာတိတ်ဝမ်းသာတာပဲကိုရင်ကဲကိုရင်လဲအเจ้าကိုပြန်ကြွရအောင်မေတကာကြီးကျမရေကိုဂယုဆိုင်ပါတင်မဖေဟာဥပခေနေရအောင်အဲ့နေရမှာနိုးလာပြီးတော့ဝမ်းသာအားရဖြစ်ကဇန်နီးတဲ့ဟာသူ့အိမ်မဲအเจ้าပြောပြလေတော့လေဒေါ်စိန်ပုလဲဥပခင်ပြောသမျှကိုနားထောင်ပြီးတော့ဝမ်းသာမြေ့ကြရပါတယ်ဥပခင်နဲ့ဒေါ်စိန်ဘူးတို့ကခொနရက်တီတီစွန်ညံဘူးကကုသိုလ်ယူနိုင်ခဲ့ကြတယ် ရွှေစဲကျိုးရောင်းချပြီးတဲ့နောက်ပိုင်းရွာမှာအစဉ်ပြေပြေချမ်းချမ်းသာသာနဲ့နေနိုင်စားနိုင်ခဲ့ကြတယ်။တာဦးလေးရှင်းနေပြေပြေတဲ့နောက်ပိုင်းမှာတော့တံပိုးကြီးရတနာပစ္စည်းများတစ်ခုပြီးတစ်ခုပိုင်ဆိုင်ခဲ့ကြတယ်။တာဦးကလည်းမိဘနှစ်ပါးကိုတူတဆွမ်းတလောက်တော့ရှာဖွေပေးနိုင်ခဲ့လေတယ်။တနေ့ရောက်တဲ့အခါမှာတော့တာဦးစီမှာမမျော်လင့်သောစကားတစ်ခုကြားသိခဲ့ရပါတယ်။ထိုစကားတစ်ခုကတော့အမီတာသွားရတော့မယ်မင်းဟမ်ဖေဖေကိုသွားမှလဲတာရဲ့ ။ဒါအတွက်လူလောကမှာနေဖို့အချိန်ပြည့်သွားပြီအမေရဲ့။ဒါကြောင့်ဒါအမေတို့ကိုနှုတ်ဆက်ခဲ့ပြရစီ။ဘာ?ဒါဒါကအမေတို့ကိုခွဲခွဲသွားတော့မှာပေါ့ဟုတ်လား။ဟုတ်တယ်မင်း။ဒါလည်းအမေတို့ကိုမခွဲချင်ပါဘူး။ဒါပေမဲ့ကံကြမ္မာကသားကိုအမေတို့နဲ့အကြာကြီးနေခွင့်မပေးဘူးအမေရဲ့။နောင်ဝဝဆိုတာရှိရင်တော့အဖေနဲ့အမေစီမှာပဲလူလာဖြစ်ပြရစီနော်။ဒါလေးရဲ့အမေရင်နေခွဲပါပြီကွ။မင်းမမင်းမဘာဖြစ်တာလဲ။ထထားသားမောင်ဟာ။ဒါဒါလေးရော။ဘာဖြစ်တာလဲမင်းမငါ့ကိုပြောပါအောင်ဟာ။ ကျမကျမအိမ်မက်မတဲ့ကိုဘခေတာလီကကျမတို့ကိုခွင်ရတော့မေးတဲ့။ဘာဘလို့ဟုတ်တယ်ရှစ်တာလီကကျမတို့နဲ့မခွဲချင်မိမယ်လီခွင်ရတော့မေးတဲ့။နောက်မဝဆိုရရှိရင်အဖေနဲ့အမေစီမှာပဲလူလာဖြစ်ပြရစီတဲ့ရှစ်။ဟာကွာဖြစ်မှဖြစ်ရလီတာယာအဖေတို့ဒီမှာတာတယောက်လေးပဲရှိတာကိုကဲကျမကြီးက yes ဆက်လိုက်တာကွာ။ ။ဥပခင်းနဲ့ဒေါ်စိန်ဘူးလည်းတာအူအာဆုံးရှုံးလိုက်ပြီဆိုတော့အတိအကျောင်းရွံ့ကြမရဖြစ်ကငိုကြွေးနေကြတော့လေ။မန္တလေးတော့တာအူလေးကထည့်ထားတဲ့တစ်တာဖွင့်ကြည့်လိုက်ရ။တာအူလေးရဲ့ခန္ဓာကိုယ်မှာပရွယ်စိတ်များပဲတက်နေပြီဖြစ်ပါလေ။ဒေါ်စိန်ဘူးနဲ့ဥပခင်လေလူကြောင်လေးရဲ့ဂိုင်ကမျက်ရည်များကကြာစင်းလာတော့တယ်။တာလီရေဖြစ်လျာဘဝမှာအခုလိုအပြင်းဆိုးကြီးနဲ့ဝေးကွာပါစေလို့အဖေဆုတောင်းပေးလိုက်ပါတယ်ကွာ။ လူကြောက်သားဦးဆုံးမသွားတဲ့တရင်အားကြားသိပြီးတော့တရွာလုံးလည်းစိတ်မကောင်းဖြစ်မိကြလေတယ်။တရင်ကြားသိကြတဲ့လူများကလည်းဥပခင်နဲ့ဒေါ်စိန်ဘူးအတွက်စိတ်မကောင်းဖြစ်မိကြတယ်။သားဦးတယောက်ပြည့်လျာဘဝတိုင်းမှာလူသားစင်စစ်ဖြစ်ပါစေလို့ဆုတောင်းရင်းနဲ့ဆရာအောင်တော်ဝင်ရေးသားထားတဲ့လူကြောက်မွေးတဲ့လင်မယားဆိုတဲ့ဗရာလောကဇလန်လေးကတော့ဒီမှာပြီးဆုံးပါပြီခင်ဗျာ။ဆရာအောင်တော်ဝင်တဲ့ကွာနားစင်ပေးခဲ့ကြသူတဦးတယောက်ချင်းစီကိုအတူပင်ကျေးဇူးတင်ရှိပါတယ်။ဒါရပြည့်ရှင်သားညာလေးကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ။